Ming lao Revolut Burma News Channel ကနေပြီးတော့ November 28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်ကရိုဟင်ဂျာများနဲ့ပတ်သက်ပြီးတော့လူသားမျိုးနွယ်အပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများအတွက်ပြစ်မှုထင်ရှားသဖြင့်မြန်မာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖမ်းမရန်ထုတ်ပေးရန်နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ် Karim AA Ken KC က ICC တရားရုံးမှာရှောက်ထားလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2019ခုနှစ်နိုဝင်ဘာလ14ရက်နေ့ကစတင်ပြီးတော့2016ခုနှစ်နဲ့ 2019ခုနှစ်များအတွင်းမှာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတပ်ဖြတ်မှုလိုင်းများနဲ့မြန်မာနိုင်ငံကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရိုဟင်ဂျာများထွက်ခွာလာမှုနဲ့နောက်ဆက်တွဲရာဇဝတ်မှုများကိုစုံစမ်းစစ်ဆေးခဲ့တယ်လို့သိရပါတယ်။ကြဲကြဲပြန့်ပြန့်လွတ်လပ်ပြီးတော့တမတမကြတဲ့စုံစမ်းစစ်ဆေးမှုအပြီးမှာစစ်တပ်ကာကွယ်ဦးစီးချုပ်မင်းအောင်လှိုင်ကလူသားမျိုးနွယ်အပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုများအထွတ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ICC တရားရုံးကဆုံးဖြတ်ချက်ကောက်ချက်ချခဲ့တယ်လို့သိရပါတယ်။ စစ်တပ်ကရိုဟင်ဂျာများကိုညှဉ်းပန်းတပ်ဖြတ်မှုများနဲ့နှိမ်ထုတ်မှုများကိုမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှာကျူးလွန်ခဲ့ကြောင်း ICC ကထုတ်ပြန်ထားပါတယ်။ ICC တရားရုံးကမင်းအွန်လိုင်းကိုဖမ်းဝရမ်းထုတ်ရန်ရှောက်ထားမှုဟာအဲ့ဒီအမှုအတွက်ဖမ်းဝရမ်းထုတ်ရန်ပထမဆုံးရှောက်ထားချက်ဖြစ်ပြီးတော့နောက်ဆက်တွဲများထပ်မံလာအောင်မှာဖြစ်တယ်လို့သိရပါတယ်ဖမ်းဝရမ်းထုတ်ရန်ရှောက်ထားတဲ့ရှောက်လွှာမှာတပ်သေးအများအပြားစာရွက်စာတမ်းအထောက်အထားများနဲ့စစ်မှန်သောတိတ်ပန်နှိကြဓာတ်ပုံနဲ့ဗီဒီယိုပစ္စည်းများအပါအဝင်တပ်သေးထွက်ဆိုချက်များပါဝင်တယ်လို့သိရပါတယ်အခုက ICC တရားရုံးမှာစုံစမ်းစစ်ဆေးပြီးတော့တရားစွဲပြီးလို့ပြစ်မှုထင်ရှားကြောင်းဆုံးဖြတ်လို့ ဖာဝရက်ထုတ်ဖို့ရှောက်တာဖာဝရက်ကလာပိုင်းလောက်ပဲကြာပါလိမ့်မယ်ဒါကရိုဟင်ဂျာအမှုတစ်ခုတည်းအတွက်ပါလို့ရိုဟင်ဂျာအရေးဥဆောင်လှုပ်ရှားသူရိုနေဆန်းလွယ်ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ကရင်နီပြည်လွိုင်ကော်မြို့ကိုခြေတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်သားအယောက်40ကျော်သေဆုံးပြီး6ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်22လက်ကိုတိတ်ဆိတ်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ25ရက်နေ့ကမိုးပြဲမြို့ကနေတဆင့်လွိုင်ကော်မြို့ကိုအင်အား80ကျော်နဲ့ခြေတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ66လက်အောက်ခံခလာရ80ကတပ်သားများကို မိုးပြဲမြို့ကုန်းတာချေးရွာအနီးကရင်နီတော်လိုင်းပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခဲ့ရာအကြမ်းဖက်စစ်ကြောင်းတစ်ခုလုံးချိန်မုံနိုင်ခဲ့တယ်လို့သိရပါတယ်မိုးပြဲမြို့ကုန်းတာရွာတိုက်ပွဲမှာ9ရက်ကိုအရှင်မိတယ်လက်နက်22လက်ရပါတယ်ကျွန်တော်တို့တင်းစီရမိတာလောက်ပဲသိရသေးတယ်တိုက်ပွဲက25 26ရက်နေ့နှစ်ရက်ဖြစ်တာပါတိုက်ပွဲမှာတော့ကျွန်တော်တို့ဘက်ကရဲဘော်တွေထိခိုက်မှုမရှိပါဘူးလို့ KA ရဲ့စီရေးချုပ် ဗိုလ်မှူးကြီးဖုံးနိုင်ကပြောကြားထားပါတယ်လွိုက်ကော်မျိုးကိုချိတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းမှာအတင်းအဓမ္မစစ်မှုတန်းစေခန်းကြီးခံရသူ6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်စစ်သားအယောက်40ကျော်တိတ်ဆုံးပြီးတော့လက်နက်20ကျော်ကိုတိတ်ဆီးရရှိခဲ့ကြောင်းကယင်းနီစီရဲသတင်းအမိတစ်ခုကအတည်ပြုပြောကြားထားပါတယ်မနေ့ကလွိုက်ကော်မျိုးဘေးတိုက်ပွဲမှာပြည်သူစစ်မှုတန်းအသစ်တွေ6ယောက်အရှင်မိတယ်လက်နက်20ကျော်ရတယ်40ကျော်တိတယ်လို့၎င်းကပြောဆိုထားပါတယ်တမ66လက်အောက်ခံခလိုက်ရ80တိုက်ရင်ဟာဘကူတိုင်းပြည်ခရိုင် အင်းမမျိုးနဲ့အခြေဆိုင်တိုက်ရင်ဖြစ်ပြီးတော့ကရင်ပြည်နယ်ကိုမကြာခဏပို့ဆောင်ခံရကပို့ဆောင်ခံရတဲ့အချိန်တိုင်းတိုက်ခတ်ချိန်မုံခံရတဲ့တိုက်ရင်တစ်ခုဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းတုံးမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သားအယောက်30ထက်မနည်းသေဆုံးပြီးတော့တပ်ချက်တအုပ်ကိုအရှင်ဖမ်းဆီးရမိကလက်နက်ကိုလက်နဲ့ပြည်သူများထံကခိုးယူထားတဲ့ရွှေလက်ကောက်၃ခွင်းတို့ကိုသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ18ရက်နေ့ကစတင်ပြီးတော့ကဘာစာ7တရက်ကဘာစာ18တောင်းတွင်းကြီးခလာရ44တရက်တမ88မကွေးတို့ကအကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့စုဖွဲ့ထားတဲ့ အင်အားတရာကျော်ပါတဲ့စစ်ကြောင်းဟာပြူစောတိခေါင်းဆောင်ဖိုးပြနဲ့တပည့်ပြူစောတိ၅ဦးတို့ရဲ့လမ်းပြမှုနဲ့ကျေးရွာများကိုစစ်ကြောင်းထုတ်စီးနှင်းခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ16ရက်နေ့မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာငှက်ပြင်းကျေးရွာကပြည်သူပိုင်းနေအိမ်၃လုံးကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မြောက်ပြင်းကျေးရွာနဲ့ကျိုးဝကျေးရွာများကိုဆက်လက်ပြီးတော့စစ်ကြောင်းထုတ်စီးနှင်းခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ20ရက်နေ့မှာပြောင်းကျေးရွာဖုန်ကြီးကျောင်းမှာအကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့အချိန်တရက်ခရိုင်အမှတ်၄တိုက်ရင်နဲ့ကျောင်းသားလက်ယုံတက်တော် SAF တို့ပူးပေါင်းထားတဲ့စစ်ကြောင်းက ဒရုန်းနဲ့60မမဘုံသီးများကိုကျဲချတိုက်ခိုက်ခဲ့ရမှာလဲစစ်ကောင်စီတပ်သားတအူတေဆုံးခဲ့တယ်လို့သိရပါဗျ။နိုဝင်ဘာလ22ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြောက်ပြင်နဲ့ကျိုးဝကျေးရွာများအနီးကိုလက်နက်ကြီးနဲ့အချက်ရည်60ခန်းနဲ့ တက်နေကုန်ပြစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။နိုဘယ်မာလာ22ရက်နေ့မနက်ပိုင်းမှာကျိုးဝကျေးရွာအတွင်းကိုလည်းဝေရောက်စီးနေပြီးတော့ပြည်သူဝိုင်းနေအိမ်များကိုဖောက်ထွင်းပြီးတံမိုးကြီးတဲ့ပစ္စည်းများကိုခိုးယူကာကျေးရွာဖုန်ကြီးကျောင်းအတွင်းကိုဝင်ရောက်တက်ဆွဲခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီတပ်သားများတက်ဆွဲထားတဲ့ဖုန်ကြီးကျောင်းကိုတရက်ခရိုင်အမှတ်၄တက်ရဲနဲ့ကျောင်းသားလက်ရုံးတက်တော် SAF ပူးပေါင်းစစ်ကြောင်းက drone နဲ့60မမဘုံးဒီတွေကိုကျဲချတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့ကျေးရွာအတွင်းကစစ်ကောင်စီတပ်သားများစုခွာသွားပြီးကျိုးဝကျေးရွာအနီးတဝိုက်မှာစခန်းချနေရာယူခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ26ရက်နေ့မနက်6:00နာရီကမှကျိုးဝကျေးရွာအနီးတဝိုက်မှာစခန်းချနေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်တပ်မတော်အမတ်တဲစစ်တွေသာမကွေးတိုင်းတရက်ခဲရအမတ်လေးတက်ရင်တက်ခွဲတင့်နဲ့တက်ခွဲသုံးကလက်ဦးမှုရယူပြီးတော့အလေးငိုက်ဝင်ရောက်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးတော့မိနစ်40ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားကအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်30ခန့်တေဆုံးသွားပြီးတော့ကြံရှိတဲ့စစ်သားများဟာတက်ပြတ်ပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA1 တနက်3လက် MA3 တနက်4လက်40မမဘုံးပြစ်လောင်းချတက်လက် MA50 ငကြင်းမီဆက်လက်တလက်60မမစိန်ပြောင်းတလက်ကင်းထောက် drone တစီတိုက်ခတ်ရေး drone တစီနဲ့ MAG 1800တောင်းငကြင်းမီကြီး450တောင်း60မမဘုံဒီခုနှစ်လုံးတို့နဲ့အတူ ပြည်သူများထံကခေါ်ယူထားတဲ့ရွှေလက်ကောက်၃ခွင်းတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းမှာကပ္ပစာဆက်ရှိတောင်းတွင်းကြီးကတက်ချက်အဆင့်ရှိသူစစ်တုံးပန်းတအုပ်ကိုလည်းအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့များဘက်ကတက်ခွဲမှုတအုပ်နဲ့ရဲဘော်တအုပ်တို့မစိုးရိမ်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းမဲ့စစ်တပ်ကပြန်လည်ဆုတ်ခွာချိန်မှာတိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက်ကိုစစ်တပ်ကရဟတ်ရင်နဲ့မိနစ်30ခန့်ရန်တမ်းပြီးတော့ပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ဆက်ရှိရနေကစပြီးတော့မှန်ချေးရွာနောက်ပြီးတော့ရွန်းကျစင်စခန်းအဲ့ဒီဘက်တွေမှာသူ တို့ရဲ့တစ်ကွက်တွေလည်းရှိတယ်သူတို့ကတက်ထုတ်ချင်တော်မို့လို့နယ်မြေရှင်းတာလည်းပါတယ်ပြီးတော့ငှက်ပြင်းချင်းရွာအဲ့ဒီရွာကိုလည်းဝင်တယ်သူတို့အဲ့ဒီမှာညှိပ်ပြီးတော့ဒေသခံတွေရဲ့နေအိမ်တွေကိုမိရှို့သွားတယ်သူတို့ရဲ့ရည်ရွယ်ချက်ကကျိုးဝမြောက်ပြင်ပေါ့အဲ့ဒါတွေကိုဝင်ဖို့သူတို့ကချက်ချင်းမဝင်နိုင်ပဲအတိုက်ခံရမှာကိုလည်းသိတော့နောက်ပြန်ဆုတ်တယ်အခုတိုက်ပွဲဖြစ်တဲ့နေရာတွေကမင်းတို့မြို့9မိုင်ဂိမ်းတွေက9မိုင်6မိုင်လောက်ပဲဝေးတယ်သူတို့ကအဲ့ဒီမှာ120မမလက်နက်ကြီးထိုင်ထားပြီးတော့ အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ရှိနိုင်မဲ့နေရာတွေကိုတဏီကုံထုတာပြီးတော့မှသူတို့ကကျိုးဝချေးဝါကပြည်သူပိုင်းပစ္စည်းတွေကိုခိုးယူတာသူတို့ဘုံကြီးเจ้าမှာတက်ဆွဲထားတော့ဘရုနဲ့တက်ခိုက်ခဲ့တာရှိတယ်ရွာထဲမှာတက်မဆွဲရဲတော့ဘဲနဲ့ရွာအနီးမှာတက်ဆွဲနေတဲ့အချိန်သူတို့တက်ဆွဲထားတဲ့နေရာတွေကိုအလင်းငိုက်ဝင်ပြီးတော့တက်ခိုက်ခဲ့တာပေါ့ စစ်တုံးမန်းတွေကိုတော့ထိမ့်သိမ်းထားပါတယ်သူတို့ကိုစစ်ဆေးတာတွေမလုပ်ရသေးဘူးစစ်ဆေးပြီးရင်တော့ဝင်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်းလွှဲပြောင်းပေးသွားမှာပါကျွန်တော်တို့တက်ခွဲနှစ်ကစုပ်ပြေးတဲ့အခါခွေးတွေကိုလိုက်လံတိုက်ခိုက်တာတွေရှိပါတယ်အထီးကိုက်ကတော့မသိရသေးပါဘူးငားမိုင်ဂိတ်ဘက်မှာစစ်ကောင်စီတပ်တွေအင်အားပြန်စုပြီးတော့ဒီနေ့မနေ့ကစပြီးတော့စစ်ကြောင်းထိုးနေတာတွေရှိတယ်မြေပြင်တိုက်ပွဲတွေရှိလာနိုင်တယ်လို့တရက်ခရအမတ်လေးတရင်သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုထားပါတယ်လက်ရှိအချိန်မှာအထိနာထားတဲ့အကြမ်းဖက်စစ်တပ်ဟာအင်အားများထပ်မံစုဖွဲ့ပြီးတော့မြောက်ပြင်ချေးရွာနဲ့ကျိုးဝချေးရွာများဘက်ကို လက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့ထပ်မံပြီးစစ်ကြောင်းထိုးနေတဲ့အတွက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့သိရပါတယ်။အချမ်းမဲ့စစ်တပ်ရဲ့စစ်ကြောင်းထိုးစီးနေမှုကြောင့်ကြေးရွာ၄ရွာကျော်ကထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတထောင်ခန့်ဟာလက်ရှိအချိန်ထိစားနေရိတ်ခါများအရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်မှာကျင်းနီတင်ကားများနဲ့စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရာ ကားများထိခိုက်ပျက်စီးမှုရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ26ရက်နေ့မှာအမှတ်33ချင်းမြတ်မှဌာနချုပ်ကဂျင်းနီတင်ကား10စီးနဲ့တံပြားကားက9စီးပါတဲ့ရင်တန်းကဂျင်းနီတင်ဆောင်လာတဲ့ကား10စီးမြောက်ကားကိုတော်လိုက်တပ်ဖွဲ့များကပရိသတ်ပိုင်း9လုံးနဲ့တောပုပြူစောတိကျေးရွာအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာမိုင်းထိမှန်တဲ့ကားဟာထိုးရက်သွားပြီးတော့တော်လိုက်တပ်ဖွဲ့များကလက်နက်ငယ်များနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တော့လေတော်လိုက်ရဲဘော်များ အထိကိမ့်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမိုင်းဆွဲတိုက်ခိုက်ခံရတဲ့နေရာအနီးမှာရှိတဲ့ပြည်သူ့ဝိုင်းနေအိမ်တလုံးကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ကားပြတ်စီးတာတော့ရှိပါတယ်။စစ်ခွေးတေစီရင်တော့မသိရသေးဘူးလို့ Braveheart Army BHA အဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါဗျ။၎င်းတိုက်ခိုက်မှုကို Braveheart Army BHA ကရဲဘော်များကဦးဆောင်ပြီးတော့ Chainring Fighter Group CFG နဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အလားတူပဲသခိုင်းတိုင်းမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာ အကြမ်းဖက်စစ်တပ်ရင်တန်းကိုမိုင်းဆွဲတိုက်ခတ်ရောင်းရင်မောင်းစစ်သားတို့တေဆုံးပြီးကားတစီးပျက်စီးခဲ့ကြောင်းမုံရွာခိုင်ပြည်သူ့ကာကွယ်တပ်မတော်မုံရွာ The Boys အဖွဲ့ကပြောဆိုထားပါတယ်။နိုဝင်ဘာလ26ရက်နေ့ညနေ4:30မိနစ်အချိန်က မန္တလေးဘက်ကမုံရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရင်တန်းကိုမုံရွာမြို့နယ်မုံရွာမန္တလေးလမ်းမိုက်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာရင်မောင်းစစ်သားတို့တေဆုံးပြီးကားတစီးပြက်စီးကအဲ့ဒီနေရာမှာတင်ထိုးရက်သွားခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မုံရွာ The Boys တပ်ရင်းလေးမုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းလေးတပ်ခွဲနဲ့5 Commando Force နဲ့ DGF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ဖားပေါ်မြို့နယ်ကမထောစစ်တပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေဟာနိုဝင်ဘာလ22ရက်နေ့ကတိုက်ပိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကမထောကျေးရွာကိုနှစ်ရက်ဆက်တိုက်လေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မထောကျေးရွာကိုစစ်ကောင်စီတပ်ကနိုဝင်ဘာလ24ရက်နေ့နဲ့25ရက်နေ့တွေမှာနှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်တရွာလုံးနီးပါးပျက်စီးသွားတယ်လို့ဒေသခံအမျိုးသမီးတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်။ကျမတို့ရွာကဖုန်ကြီးချောင်းကရစရာ ာကိုမရှိတော့တာပါအရင်ကတော့အင်ရီလောက်ပဲနည်းနည်းပါးပါးပြက်စီးကြတာဒီတိုက်ပွဲဖြစ်တော့မှတရွာလုံးကိုပြက်စီးသွားတာလေရင်နဲ့ဘုံကျဲတာကတော့ရစရာကိုမရှိတော့ဘူးအင်ဂျင်ရာကျော်ရှိတယ်လေအကုန်ပြက်စီးကုန်ပြီပေါ့အရင်ကစက်တက်တွေထိုင်တော့သူတို့တွေဖြိုယူတာဖြိုချတာထင်းတွေလုတ်ကာပါချင်းဂရုတ်ချင်းတွေတူးတာတွေအကုန်လုံးတစ်တွေကိုယူပြီးတော့လုတ်တာလို့ပြောဆိုထားပါတယ်စစ်ကောင်စီတပ်ဘုံကျဲချတိုက်ခိုက်တဲ့အချိန်မှာရွာသားတွေဟာစစ်ဘေးတိမ်းရှောင်နေကြတာကြောင့်အရသာအထိကိုက်တော့မရှိဘူးလို့မထောစစ်တပ်စခန်းတင်ထားတယ်ကန်နယ်ပူပေါင်းစစ်ကြောင်းကပြောပါတယ်လက်တလော ဖပုံကမမောင်းလမ်းပိုင်းမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်ပြီးစစ်ကောင်စီကတော့တရင်ထုတ်ပြန်တာတော့မရှိသေးပါဘူး KNU ကတော့မထောစခန်းသိမ်းတိုက်ပွဲအတွင်းမှာလက်နက်ခဲယံအများအများကိုတင်စီရမိထားပြီးတော့ထိခိုက်သေးဆုံးမှုစည်ရင်နဲ့ရရှိထားတဲ့လက်နက်ခဲယံစည်ရင်ကိုထုတ်ပြန်ပေးမယ်လို့ဆိုပါတယ်လက်ရှိဖပုံကမမောင်းလမ်းပိုင်းကကတိုင်တိတောင်သုံးလုံးခွေးပုတ်မထောချောင်းတာယာငားအိမ်စုဒဂွန်တိုင်းညောင်မင်းရွာအပါဝင်ကြေးရွာ20ဝင်းကျင်ကဒေသခံအယောက်9000ဝင်းကျင်ဟာတန်လွင်မြက်အရှိတ်ကန်းကမြိုင်ကြီးငူ အုံတော်နေရီဘက်ကိုစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ